ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မုံချိုလုံးဖို့ဆိုပတ်စံလို့ရလေငါအလုပ်ကနားထရရတောင်မင်းကမုံချိုစားကျင်နေသေးတယ်ဘာလို့ဒေါသထွက်နေရလဲဒါရဲ့စီရောက်ဆုံးပွဲရွာနေရတတိမတခါပဲကျင်းပတဲ့ကိစ္စ ਉ အမေမငွေနေနေစုထားရရှိသေးတယ် ပြုတ်ပြုတ်ဆွဆွနဲ့မမောင်းမုံချိုလို့ဖို့လိုရပစ္စည်းတွေကိုတော့ဝယ်ကြဒေါ်ပပလည်းရီယူတို့တားမိသုံးယောက်ကိုဈေးဝယ်ဖို့အတွက်ပတ်စံပေးလိုက်ပါတယ်။ရီယူလည်းအိမ်ကထွက်လာတော့အိမ်ထဲမှာရက်ွက်ထဲကလူတချို့လှူလိုက်ခံနေတာနဲ့စုံလိုက်ပါတယ်။အကိုကြီးဈေးအောင်ဆုံးပွဲတော်နီးလာပြီနော်။ရက်ွက်ထဲမှာပွဲလုပ်ဖို့အတွက်လှူလာခံတာပါဗျာ။သိပါတယ်ကိုကြီး။ကျွန်တော်လူငွေအများနဲ့ထည့်ပါတယ်ဗျာ။ဈေးအောင်ဆုံးပွဲတော်ကနီးလာပြီ ဒါမေနှစ်တိုင်းကျွန်တော်တို့စီကအလှလဲမခံတယ်လို့ရက်ွက်စီးအောင်ဆုံးပွဲတော်ကိုလည်းမဖိတ်ကြဘူးနော်။ဘာလို့လဲဆိုတော့ငါတို့ကဒီရက်ွက်ထဲမှာစီးရဲဆုံးလေအဲ့ဒါကြောင့်ချမ်းသာတဲ့သူတွေကသူတို့စီးအောင်ဆုံးပွဲတော်တွေကိုငါတို့ကိုမပါသေးချင်တာပေါ့။ရည်ယူလေဆွဆွနဲ့မောင်မောင်ပြောနေတာကြားပြီးစိတ်မကောင်းဖြစ်သွားကြပါရဲ့။ဈေးဝယ်ပြီးတာနဲ့အိမ်ပြန်ပြီးတော့အင်းကလူတွေကိုပြောခဲ့ပါရဲ့။မေသမီးတို့ဘာလို့ဒီရင်ရမပြောင်းတာလဲ။ရက်ွက်တဲ့ရလူတွေကသမီးတို့သဘောမကျဘူးလေ။ဘာပြောနေရလဲရည်ယူရဲ့။ တီအိမ်မမနေဘဲနဲ့ဗမာနေမှာလဲဒီနေ့မှာလဲဘလို့ကြောင့်ဒီလိုရီပြောနေရလဲရောင်းမမသိလို့နော်စီရောက်ဆုံးပွဲတော်မှာကြာခင်ရောက်လာတော့မှအိနီနာချင်းနေအကောလုံးကစီရောက်ဆုံးပွဲတော်အတွက်ကိုပြည့်စင်နေကြပြီအလူငွေတွေကောက်တယ်စီရောက်ဆုံးပွဲတော်မှာမိထုံးမဲ့အကြောင်းတွေပြောနေကြပြီဒါပေမဲ့ညီမလေးတို့စီရောက်ဆုံးပွဲတော်ကိုအတူလုံးမလားဆိုပြီးတော့တယောက်မှတော့မလာမမီးကြဘူးဘာဖြစ်လို့လဲညီမတို့ကသူတို့မလာခင်ကတည်းကဒီမနေရာလေး ဒီလူချမ်းသာတွေကနောက်မှရောက်လာကြပြီးတော့ညီမလေးတို့လူရမသွင်းချင်ကြဘူး။ပွဲတော်နေ့တော်မှာညီမလေးတို့မှမပြိုရဘူး။ဘာလို့လဲ။မိသားစုဝင်တွေလည်းရွရွရဲ့မိကုံးကိုမပြေနိုင်မဖြစ်နေကြပါသေး။ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးတော့တနေ့မှာအင်းနီနာချင်းကအတူထိုင်ပြီးပွဲတော်အတွက်ပြင်ဆင်ဖို့တိုင်မနေတာကိုမြင်သွားပါသေး။အခုမှပဲလူစုံတက်ဆုံတွေ့ရတော့တယ်။ရက်ကွက်ကလူတိုင်းအလှဆင်တာအတူတူလုပ်တဲ့နေ။ အရင်အပြင်မှာလည်းအလှဆင်ကြမယ်။မုံချူတွေအကြောင်းတွေနတရီတွေလက်တူတွေဝေဖို့လည်းအားလုံးတူတူလုပ်ကြမယ်လေ။မကောင်းဘူးလား။ကျမယောက်ျားပြောတာမှန်နေ။ရှင်တို့ကရောဘာတွေထပ်ပြီးရောဖြည့်ကျင်ကြသည်လဲ။မီးလေးတိချထွန်းကြမယ်လေ။တချင်းနဲ့အကတွေလည်းစီစဉ်ရအောင်မယ်။အင်းနီနာချင်းတွေစကားပြောနေတာကိုဒေါ်ပပလည်းမိသားစုနဲ့အတူရဲကြည့်နေပါရယ်။စွစုကအင်းနီနာချင်းတွေစီပြီးသွားကမိလိုက်ပါရယ်။သမီးတို့ကလေးတွေရော တချင်းနဲ့ကလို့ရလာရင် ဝွေးတော်လဲမင်းတို့လိုသူစင်းရဲတွေအတွက်ဘာစီစင်းမှမရှိဘူးဖိလဲမဖိဘူးမင်းတို့လိုလူစင်းရဲတွေငါတို့ရက်ွက်ထဲမှာဘာလို့နေနေလဲနားမလည်နိုင်ဘူးမင်းတို့မရှက်ကြဘူးလားဒီရက်ွက်ထဲကထွက်သွားကြသံမင်းတို့ကိုဘယ်ပွဲမှာမဖိတာတော့လာချင်နေသေးတယ်။အိုးဥတို့ရဲ့စကားဝန်းတို့မပြောပါနဲ့ဆူဆူကကလေးပဲရှိသေးတယ်။ကလေးမလို့ဒီလောက်ပဲပြောတာပေါ့လူကြီးသားဆိုရင်ရိုက်လွတ်လိုက်မှာမင်းတို့မိသားစုကလူတွေလေငါတို့ပွဲကိုလာရဲရင်လာကြည့်လိုက်ငါတို့လိုမျိုးလူချမ်းသာတွေစီစဉ်ထားတဲ့ပွဲဟာမင်းတို့လိုလူစင်းရဲတွေကိုမကြိုဆိုဘူး။ ျမတို့လေရှင်တို့ပွဲကိုစိတ်မဝင်စားပါဘူး။ရှင်တို့ဈေးရောက်ဆုံးပွဲတော်ကိုလာလည်းမလာဘူးစိတ်ချ။လာဆုစုအရင်နှစ်တည်းလိုပဲအိမ်မှာပဲကျင်းပါမယ်။မင်းတို့အိမ်ကပတ်စံတော်တော်ရှိနေတာဆိုတော့မောက်မာနေလိုက်။အိမ်ပြန်ရောက်တော့ဒိုးပပယူယူနုနုမင်းမင်းစုစုနဲ့မောင်မောင်တို့ကဆွေးနွေးစကားပြောကြပါလေ။အမေတောက်တောင်းပါမာလေး။တားတာဝင်ငွေကောင်းပြီးချမ်းသာရင်အဲ့လူတွေလည်းအမေတို့ကိုစီးအောင်ဆုံးပွဲတော်ကိုဖိတ်ကြမှာပဲအဲ့လူလူတွေနဲ့တူတူချင်းပါမယ်ဆိုကို့မိသားစုနဲ့ကိုပဲကောင်းပါရဲ့ စုနဲ့မမောင်မေတို့ဘာသာစစ်ရောက်စုပ်ပွဲတော်လောက်ကြမယ်နော်အမေတို့အိမ်လေးကကျင်းပေးမယ်လိုအပ်တဲ့အပြင်အစင်အကုန်လုံးကိုအမေလုပ်ပေးမယ်တအားမောင်နှမနှစ်ယောက်ခမိုးပေါ်မှာကပြီးတော့တယောက်နဲ့တယောက်စစ်ရောက်စုံနေနဲ့ပတ်ပြီးတော့ဆို့လို့ရရဲ့လေကလေးနှောင်လေးနွနွစကားကြောင်ပြောသွားကြပါတယ်ဒီလိုနဲ့တင်းရပီးတည်းအကုန်ဆုံးသွားကစစ်ရောက်စုံပွဲတော်မတန်ခင်ညောက်ကိုရောက်လာပါတယ်အဲ့ညမှာရက်ွက်ထဲကလူတွေစုပေါင်းပြီးဒလိထုံးစံတွေအရာမိဘုံပွဲကိုလုပ်ကြပါတယ်စင်းရင်ရှာတဲ့ဒေါ်ပပတို့မိသားစုကတော့ သူတို့အင်ခေါင်မိုးကနေပဲကြည်နေရတာပေါ့ကွယ်။မိဘုံလောက်ထားလှလိုက်တာနော်အနိကသွားကြည့်ရရင် ကောင်းမယ်။ဟွာသမီးဝဆင်းရဲလို့သူတို့ကဘယ်ပွဲတော်မှမပစီချင်တာလား။ဆင်းရဲတာအပြစ်လားယင်ဖွာ။မဟုတ်ပါဘူးသမီးရဲ့။ဆင်းရဲတာအပြစ်မဟုတ်ပါဘူး။လူချမ်းသားတွေကစင်းရဲတဲ့သူတွေဆိုရင် အမြဲတမ်းကြည့်မရဖြစ်နေကြတာလေ။နင်တို့လည်းကလေးနှစ်ယောက်ကိုရှင်းပြပြီးတမိသားစုလုံးအိဆက်အနားယူဖို့အတွက်အောက်ကိုပြန်ဆင်းလာကြပါတယ်။ နောက်တနေ့မနေ့မှာအပြင်ဘက်ကဆူညံတန်တွေကြောင့်ဒေါ်ပပတို့နူးလာခဲ့ပါတယ်။ထွက်ကြည့်လိုက်တော့မိုးကတဲတွေထုံနေကရက်ကွက်ထဲကလူတွေလည်းထရက်ကားတွေပေါ်ကစီးအောင်ဆုံးဘူးတွေဘောလုံးတွေနဲ့စားစရာတွေကိုတင်နေကြတာတွေ့လိုက်ပါတယ်။ဟေးညီကိုတို့မြင်မြင်လို့ကြောင်းဘုန်းကြီးလေးဘာလုပ်နေရလဲအထုပ်တွေဖောက်လေစပွဲလဲခင်းတော့အယောင်တွေကိုဘေးရစပွဲမှာထားစားစရာတွေကိုရှေ့ရစပွဲမှာထားချိုးရီတွေတော့ဒီဘက်မှာထားလိုက်ဟုတ်တယ်ဟုတ်တယ်အိုင်နာလေးမှာထား ဥတုကတီချာစီမံရေးပစ္စည်းတွေကိုသူ့နေရာနဲ့တူလျင်မြန်စွာနေရာချလိုက်ပါတယ်။တော်လိုက်တာကိုတို့ရာခမည်းအားလုံးကိုတီချာစီမံနိုင်တာပဲ။ဒါမဲ့ဂီတအတွက်ကြတော့ရောခမည်းဘလူစီစဉ်ထားလေ။ကိုတို့ရေနှုံးစံတိုင်းမဲ့ကျမကိုလွှဲလိုက်ပါ။ကျမအင်ရှိမှာအားလုံးပြင်ဆင်ပြီးပါပြီ။ဆွေရောက်ဆုံးပွဲကိုရှင်းနိုင်အတိုင်းစမယ်လို့ရက်ကွက်ထရက်လူတွေကိုလိုက်ပြောပြီးအောင်တခါရေဝစ်စားဖြူအောင်လေးတွေဝစ်လာလို့ရအောင်လို့အင်းနီနာချင်းတွေဈေးရောင်းဆုံးပွဲတော်အတွက်ပြင်ဆင်နေတာကိုကြည့်ပြီးစွတ်စွတ်နဲ့မောင်မောင်လေးအားကြနေခဲ့ပါတယ်။ အဝေစားအဖြူရောင်ဝတ်ပြီးရက်ွက်ထဲကလူတွေရဲ့ပွဲတော်မှာပါဝင်ခြင်းလို့နနုကိုတောင်းဆိုပါတယ်။မေသမီးလည်းအိမ်ကြီးဖြူလေးဝတ်ပြီးတော့ရက်ွက်ထဲကလူတွေစီကိုသွားချင်တယ်။မယုနဲ့ပဲပွဲတော်ကိုကျင်းပပါကွယ်။ရက်ွက်ထဲကလူတွေစီကိုမသွားလိုက်ပါနဲ့။သူတို့ကမောင်းထုတ်လိုက်မယ်။တအားကတရက်ွက်ထဲသားတွေပဲ။ဒီနေ့သူတို့နဲ့အတူစီအောင်စုံပွဲကျင်းပမယ်။လူကြီးတွေဘလူဘိတ်တတာစွစွတို့မောင်နှမကရက်ွက်ထဲကလူတွေပွဲကိုသွားပြီးမုံချိုတွေနှိုက်စားကြပါတယ်။ ရက်ကွက်ကလူတွေလိမ့်သူတို့ကိုစူတာပေါ့ကွယ်။တက်ကလေးပဲနင်တို့မလာဘူးပြောထားတာမှနင်တို့မိဘတွေကတီယိုလွတ်လိုက်တုံးလား။ဒါတွေအကုန်လုံးငါတို့ငွေနဲ့လုတ်ထားရတာ။နင်တို့ပစံတပြားမှမပါဘူး။ဒါတော့မှရှက်မရှိလာရသေးတယ်ပေါ့။တမီးရဲ့တီစင်းရဲသားတွေကလေလူရဲ့စကားကိုပင်နာလေပါမလဲ။အမေနရွက်ကိုဆွဲလိမ့်ပြီးတော့မောင်းထုတ်ပေးမယ်။တော့ပြုံးလိမ့်မမောင်းနရွက်ကိုလိန်ဆွဲလိုက်ပါတယ်။ ကလေးတွေလည်းထွက်ပြေးသွားကြတော့တာပေါ့ပြီးတော့ရက်ကွက်ထဲကလူတွေရောက်လာကစေးအောင်ဆောင်ပွဲတော်ကိုပျော်ရွှင်စွာကျင်းပကြပါတယ်မမောင်ဟာအိမ်မောင်ကိုကျင်းနေရချိန်မှာလူတိုင်းကချစ်ခင်ရင်းနှီးစွာနဲ့ပြေးဖက်ပြီးစေးအောင်ဆောင်တွေနဲ့ဗတ်ဖြန်းကောင်ပျော်ရွှင်နေကြပါတယ်အမတို့လည်းဘယ်တော့မှသူတို့နဲ့တူတူပွဲတော်ကိုဆွေးနွေးလို့ရမလဲမသိပါဘူးကွယ်တည်းလဲဆင်ပြေပါရောင်းမရဲ့ရောင်းမတော်ပြိုးရင်ထဲမှာလူစိမ့်နှစ်ယောက်ဝင်သွားတယ်နော်ဤရုံနှစ်ယောက်လည်းတော်ပြိုးအင်ကိုအမြင်သွားကြပါတယ် ရုံပြုံးသမီးကိုဖမ်းခေါ်ဖို့လုပ်နေတာတွေ့လိုက်ရပါတယ်။ဘီနာကစပွဲပေါ်မှာရှိတဲ့ဆင်းရောင်စုံတွေကိုယူကလူစုနှစ်ယောက်ရဲ့မျက်စိတွေကိုပတ်လိုက်ပါတယ်။ညယူနဲ့နွနူလေးလူစုနှစ်ယောက်ကိုဖမ်းကာဖြူဖြူကိုအပြင်ခေါ်ထုတ်လာရတာပေါ့ကွယ်။ဖြူဖြူလေးတချင်းကိုပိတ်ပြီးရက်ကွက်ထဲကလူတွေကိုအကြောင်းစုံပြောပြပါတယ်။သမီးကူညီတောင်းနေပေမဲ့အမေရောတချင်းတန်ကြောင့်မကြားကြဘူးလေ။နနုနဲ့ရွရွတာလာမကဲတမိဒုက္ခရောက်နေလောက်ပြီးချက်ချင်းရောက်လာပြီးသူတို့နှစ်ယောက်ကိုကြီးစုတင်ရမှာနနုနဲ့ရွရွအန်တီကိုခွင့်လွှတ်ပေးပါနော် ။တမီးတို့မိသားစုပေါ့အန်တီဆူဆူဝါဝါဆစ်ဆန်ခဲ့မိရဲ့။ဒီနေ့စရောက်ဆုံးပွဲတော်မှာအန်တီတမီးလေးကိုတမီးတို့ကကယ်တင်ပေးခဲ့တာ။တမီးရဲ့အကူအညီကိုအန်တီအမြဲတမ်းတတိယနေမှာပါ။ဒီကောင်လေးနှစ်ယောက်ကိုလည်းရဲလက်ကိုအပ်ရမယ်။ဒီလိုနဲ့ပဲဒေါ်ပြုံးလေးရဲခေါ်ကကောင်လေးနှစ်ယောက်ကိုဖန်ခံလိုက်ပါရယ်။ဒေါ်ပပတို့မိသားစုကိုလည်းခင်မင်းရင်းနှီးစွာနဲ့စရောက်ဆုံးပွဲတော်ကိုလာဖို့အတွက်ဖိတ်လိုက်ပါရယ်။တော့ပပလေးသူမိသားစုနဲ့အတူစီအောင်စုံပွဲတော်မှာရက်ကွက်ချင်းကလူတွေနဲ့ပျော်ရွှင်စွာအတူတူဆင်နွှဲကြပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။